ကဒီနေ့ကပေါ့နော်ဒီနေ့ကကိုနဲ့ကိုချစ်ကိုတဘောကြနှစ်သက်နေရတယ်ပေါ့နော်ကိုဒီနေ့ကကိုတဘောကြနှစ်သက်နေရတဲ့သူကကိုကိုဘလို့စိတ်ခံစားချက်မျိုးရှိလဲဆိုတာကိုကြည့်ကြမယ်ပကိုတဘောကြနေတယ်လို့ကို crack ပေါ့နော်ကိုရဲ့ crash ကတဲ့ကိုအပေါ်မှာဘလို့စိတ်ခံစားချက်တွေရှိနေလဲတဲ့ဟဲ့အဥ္စာကိုကြည့်ပေးမှဖြစ်တယ်နော်ဒီနေ့ကပေါ့နော်ကိုတဘောကြနေတဲ့သူကကိုကိုဘလို့မျိုးစိတ်ခံစားချက်တွေရှိလဲ အရာလေးတွေကိုကြည့်ပေးသွားမယ်ပြီးတော့လို့ရှိရင်ထုံးစံအတိုင်းဒိုရီယာဘာလုပ်လဲဆိုတော့ဆိုရာတို့က by 1 by 2 by 3ဆိုပြီးတော့ခွဲမယ်ပေါ့နော် by 1 by 2 by 3ဆိုပြီးတော့ခွဲမယ်အဲ့ဒါကိုကိုသဘောကိုနှစ်သက်တဲ့ကက်ကလေးကိုယူပြီးတော့음ရွှေချက်ထားပေါ့နော်အဲဥစားကို draw နေပြီးတော့ by 1မှာပါရဲဟာလေးတွေ by 2မှာပါရဲဟာလေးတွေ by 3မှာပါရဲဟာလေးတွေကိုတည်တည်ချာချာလေးပြောပြပေးပါမယ်ပေါ့နော် reading လေးလုပ်ပေးပါမယ်โอเค ုကြည့်ကြရအောင်ပေါ့အော် sorry ပါကိုဘလို့စိတ်ခံစားချက်မျိုးတွေရှိနေလဲတဲ့နော်ကိုသဘောချက်နဲ့တက်တဲ့သူကကိုကိုဘလို့စိတ်ခံစားချက်တွေရှိလဲကိုအပေါ်မှာဘလို့ထင်မြင်နေလဲနော်သူထင်မြင်တဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ကြည့်ကြမယ်ဒါလေးတွေအား by 1 by 2 by 3နော်အဲ့တော့ဒီပိုင်းလေးတွေကိုကိုသဘောကျကိုနှစ်သက်တဲ့ဟာလေးတွေကိုရွှေ့လို့ရတယ်ပေါ့နော်အဲ့တော့ဒီပိုင်းလေးမှာဆိုလို့ရှိရင်ဘယ်လိုမြင်လဲနော်ဘယ်လိုမျိုးတွေ့လဲပေါ့နော်အဲ့ဒါလေးတွေကိုကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့မခွဲလိုက်မယ်ပေါ့နော် pine 1အတွက်ယူအပူကကလေးပေါ့ pine 2 okay ဒါ pine 3 pi 1 pi 2 pi 1 pi 2 pi 3အဲ့ကိုကြိုက်တဲ့ဟာလေးတွေကိုရွှေ့ကြည့်ပေးပါဟွန်းအာအခုအဲ့ဒါဆိုလို့ရှင်အဆရာတို့ရွှေ့ပြီးပြီလို့လည်းထင်တယ်ပေါ့နော်ရွှေ့ပြီးသွားပြီလို့လည်းထင်တယ်ဒါကြောင့်မလို့ဆရာတို့အခုပိုင်းလေးတွေကိုလှန်လိုက်ကြမယ်ပေါ့နော်ဒါလေးတွေက pi 1တမလေးတွေပေါ့ โอเคအဲ့တော့ကိုပိုင်းဝန်းလေးတွေကတော့ဘယ်လိုပြောလဲဆိုတော့ဘောနော်ကိုတစ်ဖက်ကိုတစ်ဖက်သက်သဘောကျနေရတယ်တော့ကိုဘယ်လိုမြင်လဲဆိုတော့မင်းနဲ့သူနဲ့ကြားမှာရှိတယ်တဲ့တန်ရုံစင်တွေကတဲ့ခိုင်မာပါတယ်ဒီပိုင်းဝန်းလေးတွေကိုကြည့်ရတလောက်ပေါ့နော်ဆိုတော့အမြင်ဘယ်လိုမျိုးလဲဆိုတော့တငယ်ချင်းကိုနဲ့ရင်းနှီးတဲ့သူကိုနဲ့ဟိုတွေ့တာကြာပြီးမိတ်ဆွေဖြစ်နေတာကြာနေပြီးဖြစ်တဲ့သူမျိုးကိုတွားပြီးတော့သဘောကျနေမိတာမျိုးလို့မြင်ရတယ် သဘောကျနေတယ်ပေါ့နော်အဲအဲ့လိုမျိုးပေါ့ကိုနဲ့ရင်းနှီးပြီးသားလူဟိုကိုသဘောကျနေလို့အဲဆက်ဆံရေးတွေကပေါ့နော်အရန်ကို relationship ပေါ့နော် friendship ပိုင်းမှာကြာနေတဲ့သူတွေပေါ့တငယ်ချင်းကနေပြီးတော့အဲအဆင့်တက်ချင်နေကြတဲ့သူလေးတွေမြင်နေပေါ့နော် အဲ့တော့ပေါ့နော်သူနဲ့ကိုနဲ့ကြားမှာတဲ့နော်သူနဲ့ကိုနဲ့ကြားမှာတဲ့ပေါ့နော်ခိုင်မာတဲ့တန်ရုံးစင်တွေရှိရဲပေါ့နော်ခိုင်မာတဲ့တန်ရုံးစင်တွေလည်းရှိရဲတဲ့ပြီးတော့ပေါ့နော်ကိုနာမှာနေရတာတဲ့သူ့အတွက်ကိုပေါ့နော်အရန်ကို comfortable အရန်ဖြစ်တယ်တဲ့ comfort zone လို့ကိုသူကခံစားနေရတယ်ပေါ့နော်အဲ့လိုမျိုးဒီကိုနဲ့သူနဲ့နှစ်ယောက်ကြားမှာရှိနေတဲ့စိတ်ခံစားချက်တည်းကအရန်ကိုဘယ်လိုပြောမလဲဟိုအေးအေးချမ်းချမ်းနဲ့မြမြတက်တက်လေးရှိရဲကိုယ်စိတ်ကိုတအားနားလေတဲ့သူလူမျိုးလို့လည်းသူခံစားနေရတယ်ပေါ့နော် ဟိုဘောနော်ကိုနဲ့သူနဲ့မှာဘောနော်တဖြည်းဖြည်းနဲ့ပေါ့အရင်တော့ကတော့ခင်မင်လာတဲ့တန်ရုံးစင်တွေရှိတယ်ဆိုပေမဲ့တဖြည်းဖြည်းနဲ့သူ့ရဲ့စိတ်ထဲမှာလည်းပေါ့နော်ကို့ပေါ်ဦးတဲ့လူရာထက်ပိုတဲ့တန်ရုံးစင်တွေချစ်ချင်းမြတ်တာတွေဦးတဲ့ကို့စီကိုပေါ့နော်သူကအော်ဘယ်လိုပြောမလဲသူ့စီကိုကို့စီကိုတဖြည်းဖြည်းနဲ့သူ့ရဲ့စိတ်ခံစားချက်တွေကလည်းပြောင်းလဲလာတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တစ်ဖက်ကိုသဘောကျနေရတဲ့ကိုရဲ့ crush လေးရတယ်ပေါ့နော်ကို့ကိုအော်ဟိုဘယ်လိုပြောမလဲ ပြန်ပြီးတော့စိတ်ဝင်စားနေတယ်ကိုယ့်ပေါ်မှာလည်းကိုယ်နဲ့ထပ်တူပေါ့နော်သူ့ဘက်ကလည်းမယိုသားတဲ့စိတ်ကလေးရှိနေရယ်ဆိုရဲဟာမျိုးလေးတို့ပြနေတာပေါ့နော်အဲ့ဒါပြောနောက်ထပ်ပြောထားတဲ့ဟာလေးကဘာလဲဆိုတော့ပေါ့နော်ဒါပေမဲ့တူကပေါ့နော်သူဒီဟိုဒီထက်မှကြတော့ဘယ်လိုထပ်ပါလဲဆိုတော့ဟိုသူကိုယ်သဘောကျတယ်ကိုယ်သဘောကျနေတာတော့သူကတိတ်ရှိမ့်မိတလို့လို့ရရှိတယ်ဆိုတော့မနော်သူပဲထင်အောင်ထင်မှဖြစ်တာလားများလားဆိုပြီးတော့ထင်နေရတယ်တဲ့ပြီးတော့သူနဲ့ကိုနဲ့เจ้ามาရှိနေတယ်ပေါ့เนาะသူနဲ့ကိုနဲ့เจ้ามาရှိနေတဲ့ဟာလေးတွေကဘာလေးကြီးလဲဆိုတော့ ပြဿနာလေးရပါလဲဆိုတော့ဂျားလူရှိနေတယ်သူနဲ့ကိုနဲ့နှစ်ယောက်ဂျားမှာဂျားလူရှိနေတယ်ဒါကြောင့်မလို့သူကဒီဂျားလူနဲ့ပတ်သက်ပြီးတော့သူ့ရဲ့စိတ်ထဲမှာဟိုစိတ်ကလေးနည်းနည်းခုနေတယ်ပေါ့နော်ဒါကြောင့်မလို့သူ့ရဲ့အချစ်တွေကိုကိုယ်မြင်အောင်တိတ်မပြဘူးဆိုတဲ့မျိုးလည်းပြောနေတယ်ဒါပေမဲ့တဲ့သူဘလို့ပဲပေါ့နော်ဒီလိုမျိုးနားလည်မှုတွေလွဲနေတာပဲဖြစ်ဖြစ်ကိုယ့်ဘေးနားမှာနောက်တစ်ယောက်ရှိနေရပဲဖြစ်ဖြစ်သူ့ဘေးနားမှာအရန်ကတ်နေတဲ့သူမျိုးတွေရှိနေရပဲဖြစ်ဖြစ်ပေါ့နော်သူ့ရဲ့စိတ်ခံစားချက်တွေအကုန်လုံးက ကိုစီမာပဲရှိနေတယ်ဆိုပြီးတော့ပြနေတယ်เนาะသူရဲ့စိတ်ခံစားချက်တွေအကုန်လုံးကကိုစီမာပဲကိုကိုပဲသဘောကျနေတယ်ကိုကိုပဲနှစ်သက်နေတယ်ပေါ့เนาะကိုစီကိုပဲကိုရဲ့သူ့ရဲ့စိတ်အတွေးတွေအကုန်လုံးရောက်နေတယ်ဘယ်လိုမျိုးလဲဆိုတော့ဟာဒီကိုကသူ့အတွက်အရန်ကိုအဆင်ပြေတယ်တငယ်ချင်းတော်တော်တငယ်ချင်းထပ်ပိုးတဲ့စိတ်ခံစားချက်တွေဖြစ်နေတယ်သူရှေ့တိုးဖို့အတွက်ကိုသူ့မှာနည်းနည်းလေးကြောက်နေရတယ်ပေါ့နော်သူနည်းနည်းလေးလန့်နေတယ်ပေါ့နော်အဲအဲ့တော့ဟို တစ်ဖက်ကကိုသဘောကျနေတဲ့လူကတစ်ဖက်က main ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ပေါ့နော်ကိုကသဘောကျနေတယ်ကိုကသူ့ကိုလည်းသူနဲ့ထပ်တူကိုမှလည်းသူ့ကိုနှစ်သက်တဲ့စိတ်ဟို စင်တက်ချင်တဲ့စိတ်မျိုးရှိရဲဆိုလို့ရှိရင်ကိုဘက်ကလည်းနည်းနည်းလေးအရိပ်အယောင်လေးတွေပြစီချင်တယ်အဲ့ဒါအပြင်ကိုကိုကလည်းမင်းကိုသဘောကျနေပါတယ်ကိုကလည်းမင်းကိုနှစ်သက်နေပါတယ်ဆိုတဲ့ဥစ္စာလေးကိုတည်တည်ချာချာလေးဟိုမြင်အောင်ပြစီချင်တယ်ပေါ့နော်အဲ့လိုပြောလို့လည်းအရင်မြင်အောင်တော့ပြတာမျိုးတော့မဟုတ်ဘူးပေါ့ကိုကမင်းကလေးဆိုရင်တော့နည်းနည်းလေးပညာသားပါပါလေးတော့ပြပေါ့အဲကိုကယောက်ျားလေးဆိုလို့ရှိရင်တော့음ဖွင့်ပြောလိုက်ဖို့တော့ဟိုပြောချင်တယ်ပေါ့ကိုကမင်းကလေး sorry ကိုကယောက်ျားလေးဖြစ်နေတယ်ဆိုရင် ဖွင့်ပြောလိုက်ပါတဖက်လူကလည်းကိုကိုချစ်နေတယ်ဆိုတာမျိုးလေးတွေကိုမြင်ရတယ်ပြီးသွားလို့ရှင်ပေါ့နော်ဖွင့်ပြောပြီးသွားတဲ့အခါကျလို့ရှိရင်လည်းပေါ့နော်ဟိုတေချာလေးဆွေးနွေးပါပေါ့တငယ်ချင်းကနေပြီးတော့ဒီလိုမျိုးပေါ့တငယ်ချင်းကနေပြီးတော့ ဒီချစ်တူရေးစာအဖြစ်ပြောင်းလဲသွားတဲ့အခါမှာနှိမ့်နိုင်စရာတွေကတအားများတယ်အဲ့တော့တတိချာချာလေးစီဆွေးနွေးပါတိုင်းမြန်မှာကိုကယောက်ျားလေးဆိုလို့ရှိရင်တော့တစ်ဖက်မိန်းကလေးကိုဖွင့်တာပြောလိုက်ပါတစ်ဖက်ကလည်းကိုနဲ့နီးတူထက်တူထက်မြကိုကိုချစ်နေပါတယ်ကိုကိုသဘောကျနေပါတယ်ဆိုတဲ့ဟာမျိုးပြောနေတယ်ကိုကမိန်းကလေးဆိုလို့ရှိရင်တော့တစ်ဖက်ကဖွင့်ပြောလာအောင်ကိုကသူ့ကိုချစ်ကြောင်းကြိုက်ကြောင်းအာအနှဲငယ်လေးအရှိတ်အငွေ့လေးပြတာမျိုးလေးတွေတော့လှုပ်စေချင်တယ်ပေါ့နော်ဒီပိုင်းဝမ်းလေးတွေကတော့အမ်အရန်ကို မိုက်တယ်လို့တော့ခံစားနေရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့တငယ်ချင်းကနေပြီးတော့ဖြစ်လာမဲ့ဟိုအချစ်ရေးလို့လည်းမြင်နေပေါ့နော်။ friendship ကနေအဆင့်တက်သွားတဲ့အချစ်ရေးလို့လည်းမြင်နေ။အဲအဲ့ဒါအပြင်ကိုတယောက်နဲ့တယောက်ကလည်းအပြန်အလှန်စိတ်ခံစားချက်လေးတွေရှိနေတယ်ဆိုတာမျိုးလေးလည်းမြင်တာဖြစ်တဲ့အတော့ဟိုဈားတွေကနေပေါ့နော်။ကိုတို့နှစ်ယောက်ကိုမတိမတာလေးတတ်ရှုပ်ပြီးခွဲထားတဲ့သူတွေဘလောက်ပဲရှိရှိပေါ့နော်။အာနှစ်ယောက်အတူတူရှေ့ဆက်ပြီးတော့အချစ်တစ်ခုတိဆောက်သွားပါလို့တော့ပြောချင်တယ်ပေါ့နော်။ပိုင်းဝန်းလေးတွေအတွက်ကတော့အင်းဒီလိုလေးပြောချင်ပါတယ်။ Okay. အဲ့တော့အခုကပိုင်းတူလေးတွေအလှန်ပေါ့နော်ဟေးပိုင်းတူလေးတွေကက်ကလေးကိုကြည့်ရအောင်လေတစ်ဖက်ကတဲ့ကိုဘယ်လိုခံစားနေရလဲဆိုတော့ကိုနဲ့ပတ်သက်ပြီးတော့သူက တွေးတော့လို့မရနိုင်ဘူးပေါ့နော်ဒီကောင်မလေးကိုကိုကမချစ်ဘူးလားဆိုတော့ဒီ sorry ကိုရဲ့ကိုသဘောကျနှစ်သက်နေတဲ့လူကကို့အပေါ်မှာကောင်းမွန်တဲ့စိတ်ခံစားချက်တွေရှိလားဆိုတော့ရှိတယ်ခင်တယ်တန်ရောစင်ရှိတယ်သို့တော့သူ့မှာရှေးတိုးလို့မရနောက်ဆုတ်လို့မရဆိုတော့အနေအထားလေးကိုတခုပြနေတယ်ဆိုတော့ဒီပိုင်းတူးလေးတွေရွေးချယ်ထားတယ်ကိုသဘောကျနှစ်သက်နေတဲ့ကောင်ကလေးကရီးစားရှိနေတာမျိုးကောင်မလေးကချစ်သူရှိနေတာမျိုးဒါမှမဟုတ်လို့ရှင်လေ ိုကိုရိုင်းကရှိနေတာမျိုးလေးတွေအကြောင်းပေါ့နော်သူကပြောနေတယ်ပေါ့အဲ့တော့သူကဘလို့လဲဆိုတော့မင်းနဲ့ပတ်သက်ပြီးတော့တဲ့ငါကတဲ့ဘာလို့လို့လောက်အမှန်ကိုသူတကယ်မသိတော့ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ကိုသူကပေါ့နော်ကိုကိုအာချစ်ဟိုပေါ့နော်ကိုနဲ့သူနဲ့ချာမှရှိနေတဲ့ဆက်ဆံရေးတွေကိုလည်းသူမြင်နေတယ်ကိုသူ့ကိုသဘောကျနေတယ်ဆိုတာကိုလည်းသူကသိနေတယ်သို့တော်လည်းပဲသူ့မှာအဆင့်တက်ဖို့ခက်ခဲတဲ့အခြေအနေတွေရှိနေတယ်တဲ့နော်အဲ့တော့ဒါကြောင့်မို့သူကမမြင်ချင်အောင်စောင့်ထားရပါတယ်တဲ့သူ့မှာကိုပိုင်ချစ်သူရေးစားသူ့မှာ ေါ့နော်သူ့မှာတတ်ဆိုင်တဲ့သူရှိနေလို့အဲဒီလိုမျိုးပြချင်တယ်ပေါ့ဟုတ်တယ်သူ့မှာတတ်ဆိုင်တဲ့သူရှိနေလို့သူပေါ့နော်ကိုယ့်ကိုအဆင့်တက်ဖို့အတွက်ကိုနည်းနည်းလေးသူနည်းနည်းလေးဘယ်လိုပြောရမလဲအဆင်မပြေဘူးပေါ့နော်အဆင့်တက်လို့မရဘူးကိုယ်သဘောချနေတာကိုလည်းသူသိနေတယ်ကိုယ်သူ့ကိုလာပြီးတော့သဘောချနေတဲ့လူတွေသဘောချနေတာမျိုးကိုယ့်ကိုကိုကသူ့ကိုသွားပြီးတော့ဂရုစိုက်ပေးတာစကားပြောနေတာမျိုးလေးကိုသူကကျေနပ်လားဆိုတော့သူတကယ်ကျေနပ်နေတယ်သူတကယ်ပျော်နေတယ်ပေါ့နော်သူလော သို့တော်လည်းပေါ့နော်သူ့မှာရှေ့ရှေ့ဆက်တက်ဖို့အတွက်ကိုအဆင်မပြေတဲ့အခက်အခဲတွေရှိနေတယ်တဲ့နော်အကယ်လို့သူလက်ရှိတွဲနေတဲ့ကောင်မလေးနဲ့သာဖြတ်သွားခဲ့မယ်လက်ရှိတွဲနေတဲ့ကောင်ကလေးနဲ့သာသူပြတ်သွားခဲ့မယ်ဆိုရင်တော့တေချာပေါ့သူနောက်တစ်ယောက်ထပ်ထားပြင်မဲ့ချစ်သူဟာမင်းပဲဆိုပြီးတော့သူ့ရဲ့စိတ်ထဲမှာပြောနေတဲ့အရာလေးတွေကိုဒီထက်မှမြင်ရတယ်ပေါ့နော်အဲ့တော့ဘိုင်းတူလေးတွေကဆက်ပြီးတော့စောင့်ကြည့်ရင်တော့စောင့်ပေါ့နော်အဲဆက်ပြီးတော့စောင့်ကြည့်ရင်တော့စောင့်အဲမစောင့်ချင်ဘူးဆိုရင်တော့လေ သဘောပေါ့เนาะဒါပေမဲ့ဟိုဘယ်လိုပြောမလဲတစ်ဖက်ကိုပြတ်မလားပြတ်မလားဆိုရယ်စိတ်ချင်းနဲ့ဆောင်းရတာတော့နည်းနည်းလေးပြင်းမှန်းတာပေါ့เนาะအာပိုင်းတူးလေးတွေကတော့ကန်ကောင်းသလားကန်ဆိုးသလားဆိုတော့ကန်ဆိုးကန်ကောင်းပုံစံမျိုးလေးပေါ့တော့ဘယ်လိုမျိုးလဲဆိုတော့ကိုယ့်ကိုတစ်ဖက်ကကိုယ်သဘောချနေတာကိုလည်းကိုယ့်ရဲ့ crush ကလေးကတည်တယ်အဲ့ဒီအပြင်ကို ကိုယ့်ကိုလည်းသူ့မှာစိတ်ခံစားချက်တွေရှိတယ်ကိုနဲ့နေရတာသူကပြောတယ်တော်တော်တီးသူ့မှာဟိုချက်သူရီစားရှိနေတယ်ပြောရလို့ရှိရင်သူ့မှာပေါ့နော်ရှေ့တက်လို့မရတဲ့အခြေအနေတွေ ရှေ့တက်လို့မရတဲ့အခြေအနေတွေသူတို့ကိုရိုးနှစ်ယောက်ပေါ်တော့ရှေ့ဆက်ပြီးတော့ဟိုလိုမျိုးယူအတီအလင်းဖြတ်တန်းလို့မရတဲ့အခြေအနေမျိုးတွေရှိနေတာကြောင့်မလို့သူဘက်ကခဏလေးငြိမ်နေတာမျိုးမသိချင်အောင်ဆောင်ထားတာမျိုးလေးတွေရှိနေတယ်လို့တော့ပြောလို့ရတယ်ပေါ့ Okay အဲ့တော့ binary ဘက်ကိုသွားမယ် binary လေးအာ binary လေးအကောင့်လိုက်တာ binary လေး binary လေးတွေအကြတော့ဘာလဲဆိုတော့ ကိုနဲ့ထတ်တူထတ်မြတဖက်လူကလည်းကိုကိုချစ်တဲ့ခံစားချက်တွေသူရှိနေတယ်တဲ့တဖက်လူကဗာနော်ကိုကိုချစ်တယ်နော်ချစ်တယ်တခါတလေချစ်လို့ရှိရင်နဲ့သူနဲ့ကိုနဲ့ပေါ့နော်ဒီလိုမျိုးဘာမှမဟုတ်တဲ့အသေးဖွဲလေးတွေရာစာညင်းနေရတာစကားလေးတွေအငင်းခုံလေးတွေပြောနေရတာကိုကိုတဲ့သူကသဘောကျနေတာတဲ့ဒီပိုင်း3လေးတွေရာကြတော့နဲ့တဲ့စွာတယ်နဲ့တူတယ်သူဘလောက်ချစ်ချစ်သူ crush ကိုဘလောက်ပဲ crush သဘောကျနေပါစေသူတို့တခုခုဆိုပြိုင်ရင်းနေတယ်မှာပါတယ်ကွာပြိုင်ရင်းနေအမဟုတ်ဘူးဒါလေးကတော့ကိုသဘောကျနေတဲ့သူမှုလို့ तू ကရှော့ပေးလိုက်တာမျိုးတွေ तू မှမရှိဘူးကွာသိလားအဲ့တော့ဟိုစကားကြီးကျယ်တွေများကြလဲအခဏလေးမှာပဲပြန်တည့်သွားကြတယ်တောင်တစ်ယောက်ကပေါ့နော်ချစ်ကြလားဆိုတော့တောင်တစ်ယောက်သဘောကျနေကြတယ်အပြန်လန်သဘောကျနေရတယ်သူတို့တွေသိတယ်ပေါ့နော် ဟုတ်လို့ရှိရင်ဒီပိုင်းသတိလေးတွေကစကားပြောတဲ့နေရာမှာတအားတော်ကြတယ်เนาะတအားတော်တဲ့စကားပြောတာကိုချစ်စရာကောင်းပြောတတ်ကြတယ်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ပေါ့เนาะစကားကိုချစ်စရာကောင်းပြောတတ်တယ်ဒါကြောင့်မလို့ပေါ့เนาะတစ်ဖက်လူကသူ့ကိုတဲ့ကိုကစကားပြောတအားကောင်းတာမလို့တဲ့ကိုကသူ့မှာစိတ်ခံစားချက်တွေနဲ့အသေးတရားရနဲ့ချစ်နေရပါတယ်တဲ့ကိုနဲ့နေအမြဲတမ်းပြောနေရတယ်ကိုကပေါ့เนาะဟိုတခါတလေကြလို့ရှင်ကိုဆုံးမတဲ့စကားတွေတော့သူအားတဲ့နည်းနည်းလေး live နာပြီးတော့ live လောက်ဖြစ်တယ်တဲ့ပြောရလို့ရှင်တဲ့ ကိုကသူ့ကိုနူးနူးထွထွဆက်ဆန်တာမျိုးတွေကိုသဘောကြတယ်တခါတလေတော့လဲပေါ့နော်ဟိုတခါတလေတော့လဲပေါ့နော်ဟိုဟိုဘယ်လိုပြောမလဲอืมတခါတလေတော့လဲပေါ့နော်အရန်ရန်ဖြစ်နေရတော့အရန်ရန်ဖြစ်နေရတဲ့အခါကျလို့ရှင်သူငါ့ကိုတကယ်ရောချစ်ရလားဟိုသူကငါ့ကိုရောတကယ်ရောဟိုနှင်းဖြစ်ရလားဆိုပြီးတော့စိတ်တွေလည်းပူတယ်ပေါ့နော်အဲကဲလို့တစ်ဖက်လူက main ကလေးဆိုလို့ရှင်တော့ တော့ဘယ်လိုမျိုးတွေးလဲဆိုဟာဒီကောင်လေးကငါ့ကိုချစ်ခေါ်ချဲ့လားမသိဘူးသဘောကျနေတယ်ဒါသဘောကျတဲ့ပုံစံနေတာပြတာပြတာတခုခုဆိုငါ့အ short လည်းမပေးဘူးအရန်ကိုစွာတာပဲဆိုပြီးတော့စိတ်ထဲမှာတွေးမိတာမျိုးလေးတွေရှိတယ်ပေါ့နော်ဒီလူနဲ့တွဲလိုက်လို့ငါအဆင်ပြေပါမလားဆိုပြီးတော့တွေးပူနေတာမျိုးတွေလေတဲ့ဟိုဘက်ကအကောင်မလေးဘက်မှာရှိနေတယ်အဲကဲလို့တစ်ဖက်ကကောင်ကလေးသာဆိုလို့ရှင်အာဒီစွာလန်ကျဲလေးကချစ်ဖို့ကောင်းလိုက်တာနော်ဒီစွာလန်ကျဲလေးကချစ်ဖို့ကောင်းလိုက်တာ तू ငါ့ကတခွန်းမကြံပြန်ပြန်ပြီးစွာနေတာလေးတဲ့အသေးရစရာလေးပဲဆိုပြီးတော့တစ်ဖက်ကနေအသေးတရရနဲ့ချစ်နေ တာမျိုးလေးတွေလည်းပြရတယ်။ဒီကောင်မလေးနဲ့နေရတာပျော်ဖို့ကောင်းလိုက်တာဆိုပြီးတော့ဗောနောညင်းနေခုံနေရတာကိုပဲသူ့မှာပျော်မွေ့နေတယ်ဆိုတော့မျိုးလေးတွေပြရတယ်။ပိုင်း3လေးတွေကတော့ပိုင်း3လေးတွေကလည်းဗောနောကိုတစ်ဖက်ကိုရဲ့ချစ်တဲ့သူကကိုကိုကိုရဲ့ crack ဗောနောကိုသဘောကျနေတဲ့လူကကိုဘယ်လိုမြင်လဲဆိုတော့တိတ်ကိုချစ်ဖို့ကောင်းတဲ့ကောင်မလေးမင်းနာမှာနေရတာကိုတအားပျော်ပါတယ်။ပြီးတော့မင်းကိုကိုမလေးမြတ်တာတောက်ဝင်နေပါတယ်ဆိုပြီးတော့သူပြောထားတယ်ဗောနော။ကဲအဲ့တော့ဒီနေ့ reading လေးကတော့ဒီလောက်ပါပဲเนาะ point 1 point 2 point 3လေးတွေကိုဒီနေ့ ကိုကိုကိုသဘောကျနှစ်သက်နေရကိုရဲ့ crud ကပေါ့နော်ဘလို့မြင်လဲဘလို့စိတ်ခံစားချက်တွေရှိလဲဆိုတာကိုဒီပိုင်းလေးသုံးခုမှာပြောပြသွားပါတယ်နောက်ပတ်ဒီနောက်ရက်ဒီမှာလဲပေါ့နော်ဘလို့မျိုးမိကွန်းလေးတွေနဲ့ပြန်လာမလဲဆိုတာအလုံးမဲ့ဆောင်မြော်ပေးကြပါအခုလိုမျိုးအဆုံးအထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်လေဟို ီထက်ပေါ့နော်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့မေကွန်လေးတွေအဖြေလေးတွေနဲ့ပြန်လည်ရောက်ရှိလာပါဦးမယ်ပြီးသားလို့ရှိရင်နောက်တစ်ခုပြောချင်တာလေး comment လေးမှာကိုဘယ်လိုမေကွန်မျိုးလေးတွေသိချင်လဲဆိုတာကိုဆိုတော့ကိုအာ comment လေးတွေမှာ mention ခဲ့ပေးပါရေးခဲ့ပေးပါလို့တောင်းတောင်းဆိုချင်ပါတယ်အားလုံးပဲတတကျေးဇူးအများကြီးတင်ပါတယ်အဆုံးထိကြည့်ပေးလို့လည်းအားလုံးကိုချစ်ပါတယ်